င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။တာယူထောင်မှာနိုင်ငံရေးကျင်းသားဆက်ကြောက်တောက်ပိတ်ခံရဘကုတိုင်းတာယူကျင်းသားမှာနိုင်ငံရေးကျင်းသားဆက်ကြောက်တိုက်ပိတ်ခံတာလို့မြန်မာနိုင်ငံလုံးဆက်နိုင်ငံရေးကျင်းသားများကွန်ရက်ကအော်တိုဘားလာ၁၀ရက်နေ့မှာထုတ်ပြန်သိပေးတယ်။အဲဒီနိုင်ငံရေးကျင်းသားတွေကထောင်တွင်းလူစုလူဝေးပြုလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အော်တိုဘားလာမြေကစတင်ပြီးချေချင်းတောက်ခတ်ကတိုက်ပိတ်ထားလို့သိရတယ်။မာယောတဖွဲ့နုံနဲ့လူစုခိုင်ပြီးပြစ်တက်တိုက်ခတ်နေမှာတိုက်ပိတ်ထားတယ်။ နောက်ဆုံးရရှိထားတဲ့အချက်လက်တရားအော်တိုဘားလဆက်သွန်းနေတဲ့တိုက်ပိတ်ထားစေလို့သိရတယ်။တိုက်ပိတ်တယ်ဆိုတာကတော့အလင်းရောင်နဲ့လေဝင်လေထွက်မကောင်းတဲ့အခန်းကျင်းထဲမှာပြင်ပေးမထုတ်ပဲချုပ်နှောင်ထားဖြစ်တယ်။လက်ရှိတမန်လင်းပေါ်မှာပါခင်မပါပဲနဲ့နေထိုင်ကြရတယ်။ပါစင်လေးပိတ်တခံထားရတယ်။ခန္ဓာကိုယ်အောက်ပိုင်းနဲ့ခြေနဲ့အလေးဖြတ်နိုင်တဲ့ခြေနဲ့အထိပါဖြစ်နေလို့ PPN ရဲ့ဦးဆောင်ကောင်တင်ဝင်းကိုတိုက်ထုံးကပြောတယ်။ နိုင်ငံရေးကျင်းသားတအုပ်ကိုရာဇဝတ်ကျင်းသားတွေကဝိုင်းဝန်းထုံးနှိပ်စက်တာနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်ပေးဖို့အကျဉ်းထောင်မှုဆောင်ကိုတင်ပြမှာထောင်ထဲလူစုလူတွေလောက်တဲ့ဆွဲအကြောင်းပြချင်တဲ့နိုင်ငံရေးကျင်းသားဆက်ချာကိုတိုက်ပိတ်ခဲ့ရလို့သိရတယ်။ပြီးခဲ့တဲ့ဇူလိုင်လတတိယပတ်တွင်ကလည်းဒါယူထောင်တွင်မှနိုင်ငံရေးကျင်းသားရှင်ကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲတိုက်ပိတ်တာတွေလှုံ့ဆော်ခဲ့ပါတယ်။ ဆလာဘီကဂရိတ်မြို့နယ်နောင်မီရွာနီမှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ် DKB ရဲ့နဲ့ BJP ဘူပါတပ်တွေမှတေဆုံများပြားကတုံးရှင်ပြီးကရင်ပြည်နယ်ကဂရိတ်မြို့နယ်နောင်မီရွာနီမှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ် DKB ရဲ့နဲ့ BJP ဘူပါတပ်တွေဘက်က30ဝန်းကျင်တေဆုံကတုံးရှင်ဖမ်းမိတာကြောင့်ကရင်စိတ်တရမြေကပြောတယ်။ ။အော်တိုဝါလာ10နေကကော့ဂရိတ်နောက်မြောက်ဘက်ကိုဂျပန်စစ်တပ် DKB ပို့ပြီးတန်းနဲ့ PGF တပ်တွေပူးပေါင်းပြီးအင်အားလုံးရင်းနဲ့ထိပိုးဆန်ဒေါနာတောင်လန်းဟောင်းတောင်မှာတဆင့်ထိုးစစ်ဆင်လာကြောင်းနောက်မြကျန်အနီးရောက်ခဲအနန္ဒီမာမေပူပါတပ်ဖွဲ့တွေကကြာပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ဂျင်တိုက်ပွဲတွေစစ်ကောင်စစ်တပ် DKB နဲ့ PGF တပ်သား30ဝန်းကျင်တိုက်ဆောင်က DKB တပ်သား3ဦးရှင်ဖမ်းမိပြီးစစ်ကြောင်းပြည့်ရင်နောက်ပြန်ဆုတ်ပြေးသွားကြောင်း တို့ပြင်တိုက်ပွဲတွေထိခိုက်တယ်ရရှိတဲ့စစ်သား DKB နဲ့ BJ တပ်သားတွေကိုလူနာတင်ကိုင်းနဲ့နဘူးစေယုံဖန်အမြုတ်နဲ့စေယုံနဲ့တောင်ကလေးစေယုံတို့မှာပို့ဆောင်ထားကြောင်းသိရတယ်တော်တော်တိုက်ခိုက်ခဲ့မှုကိုမကျေနပ်ဘဲနဲ့ယနေ့အော်တိုဘလဆယ်ရီနေ့မှာဂျပန်စစ်ကောင်စစ်တပ်ကနောက်မိကြရာကို BGF တပ်ဖွဲ့တွေကလည်းလက်နက်ကြီး drone နဲ့နဲ့ပုံစံကနောင်မီဂျေယာကိုဖျက်ဆီးနေကြောင်းသိရတယ်။ပိုပီ TKPA ရဲ့ PGF တဲ့စစ်ခွေးနဲ့စစ်ကြောင်းတက်လာတာနောင်မီမှာဖျက်တိုက်တော့30ဝန်းကျင်လောက်တဲကောင်းနဲ့ TKPA PGF တဲ့20လောက်ထိရဲ့သေးတယ် TKPA တော့ရှင်မိထားတယ်။တော်လိုင်းဘက်ကအဲ့ဒီမှာမြောက်တိုင်ရွာဘက်ကိုပြန်ဆုတ်ပြရတာကိုပိုပြီးဖွဲကအခဲမကျေဖြစ်ပြီး drone နဲ့ကြလက်နဲ့ကြည့်ပြထနေတာခု14ရက် နေမှာလင်းရင်ပုံကျဲတယ်ရွာတော့တော်တော်ပြည့်စည်ကုန်ပြီရခုတ်ကစက်ဖက်စစ်တပ် DKB နဲ့ BJ ဘပတဖွဲ့တွေကနောက်တပတ် ညပတိုင်းနန်ကော့တေကော့ဖရန်ရဲ့နောင်မိကြရတယ်မှာပြည်သူတွေအကျဲအတွေမှာတင်းဆောင်မှုပြုပဲလူသားတိုင်းကပြည်ထိုင်နေတာကြောင့်သိရတယ်။ဒေါ်လိုက်တဖော်ရဲ့တိုက်ခိုက်ခဲ့ရမှုကိုကြောက်နေတဲ့ဇက်ဘက်စစ်တပ် TKB ရဲ့နဲ့ဗီဂျက်ပူပေါ်တပ်တွေကဒရုန်းပြန်တမ်းမှုတွေကိုဖျက်တောက်ပြီးတော့ဇန်ဘာတွေကို24နိုင်မီးစက်မောင်မီးစက်တွေကိုဖွင့်လှစ်ထားကြောင့်ရင်းဒေတာမှာဖုန်းလိုက်အင်တာနက်လမ်းနဲ့နေသုံးမြဖြစ်နေကြောင်းသိရပါတယ်။ဆနပီတင်ဆက်ပေးမှာကတော့ ဝက်လက်မြွနဲ့ရွာသားကြီးအားကိုစစ်တပ်ကနေဆက်တိုက်လျင်ဂျီရိုကော့ပတာတွေနဲ့ပုံစံတိုက်ခိုက်မှုပြည်သူလေးဦးထိခိုက်ဒဏ်ရာပြီးရွာလုံးကျွတ်ထွက်ပြေးနေရ။စကိုင်းတိုင်းဝက်လက်မြွနဲ့ရွာသားကြီးအားကိုဂျပန်စစ်တပ်ကနေဆက်တိုက်လျင်ဂျီရိုကော့ပတာတွေနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့် ပြည်သူလည်းဥတီခိုက်တရားပြီးရွာလုံးကျွတ်ပြင်းနေအောင်ဒေသပြည်သူနဲ့နှွေဦးအောင်ဘွယ်တော်လိုင်းအင်အားစုမတောင်ရှိသူကပြောတယ်။အော်တိုဝါလာ၁၂ရက်နေ့မနက်၁၀နာရီခန့်မှာဝဲလက်မြို့နယ်ရွာသားကြီးရွာကုတ်ကျဘက်စစ်တပ်ရဲ့နမခါမှာတက်လာကျိုးကော်ပိုရိတာ၃စီကပုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းရင်းနှီးမိုးလက်၁၂နာရီ၂၀မိနစ်နဲ့၃နာရီကျော်ခန့်မှာလည်းရွာသားကြီးကျိုးကနမခါမှာတက်လာတဲ့ဂျီယိုကော်ပိုရိတာ၃စီကထပ်မံပေါ်ကျတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ ။ထို့ပြင်ယင်းနှစ်ညနေ၄နာရီကျော်ခန့်မှာလည်းရတာကြီးကျဲရနဲ့ဆွတ်တောင်းပြဖျောင်းဝင်တွင်ကိုဂျပန်စစ်တပ်တောင်းလီတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာကဗိုလ်ချက်တိုက်ခိုက်ခဲ့ကြောင်းထို့ဗိုလ်ချက်တိုက်ခိုက်မှုတွေတွင်ပြည်သူလည်းဦးထိခိုက်ဒဏ်ရာရှိပြီးကျဲရနေပြည်သူလည်းရလုံးကျွတ်ထွက်ပြေးတိတ်ရှာနေရကြောင်းသိရတယ်။အလားတူအော်တိုဘလာ၁၄ရက်နေ့မနက်၉ :25 မိနစ်ခန့်မှာလည်းဝက်လက်မြွနဲ့ရတာကြီးကျဲရကိုဂျီယိုကော့ပတာ၃စီးနဲ့ပုံချက်တိုက်ခိုက်ခဲ့ကြောင်းထို့ပြင်မွန်လ၁၂နာရီ၁၀မိနစ်ခန့်မှာလည်းဂျက်ဖိုက်တာတစ်စီးကရွာသားကြီးအကိုထပ်မံပုံကျတိုက်ခိုက်သွားကြောင်းသိရတယ်။ စစ်ခွေးဒီနေ့လေကြောင်းပုံကျဲသွားကတော့တိခိုက်ပတိယာသိမနေ့ကစစ်ခွေးပုံကျဲသွားတော့ပြည်သူလည်းထိခိုက်တယ်ရလို့သိရပါဗျ။အစပန်စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်လက်ရှိချိန်မှာရသားကြီးကြီးအမှပြည်သူတွေပါဝင်နေနာရှိကြရမှာပြည်သူတွေကဘေးလွတ်အကူရလောက်ထွက်ပြေးတိတ်ရှောင်နေရတယ်။စတင်မာလာပိုင်းကလည်းဝက်လက်မြင့်တဲ့ရှေ့ချန်ရှိသစ်ဆင်ရအင်တောင်းရရုံးပင်ကုံရမင်းကုံရနဘဲပင်လာရနဲ့တက်သားရတို့ကိုဝိုက်တွဲနဲ့အစပန်စစ်တပ်ကဇတိုက်ပုံကျဲတိုက်ခိုက်တာကြောင့်ကလင်းငတ်တအုပ်ပါဝင်ပြည်သူလည်းဦးသိဆုံးမိထိခိုက်တယ်ရရှိသူ73ဦးရှိခဲ့ကြောင်းသိရပါဗျ။ ဇလက်ပြောမတရားမြောက်ချံကိုစစ်ကောင်စီထိုးစစ်ပြင်းနေဦးဆိုတော်လိုက်တက်တွေထိန်ချုပ်ထားတဲ့မတရားမြို့နယ်မြောက်ဖက်ချံကိုစစ်ကောင်စီတကထိုးစစ်ဆင်မှုပြင်ဆင်နေလို့ဒေသခံတွေကပြောတယ်။ဩဂုတ်လဆန်ပိုင်းကလေးကမတရားမြို့နယ်ရှေ့ချံကိုစစ်ကြောင်းထိုးနေစစ်ကောင်စီတရားမြို့ရဲ့မြောက်ဖက်ချံကိုဆက်ရွှေ့လာလို့ဒေသကတ္တဦးကပြောတယ်။ မတရားမျိုးရဲ့နောက်မြောက်ဘက်ကဝင်းစုကျေးရနီးမှာတိုက်ပွဲဖြစ်နေရက်ပေါင်းတော်ကြပြီးတော့ဒေသခံကာကွယ်တပ်ဖွဲ့တော်ကပြောတဲ့မတရားမျိုးရဲ့မြောက်ဘက်ခြမ်းမှာမန်နေ PDF တင်ယူထားတဲ့ရှင်နန္ဒာတိုးဂိတ်ရှိတဲ့ဒေသခံတွေပြပြကြရမတရားမျိုးတင်ကစစ်တပ်နဲ့ရှေ့ချမ်းကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းနဲ့ပေါင်ပြီးမြောက်ဘက်ခြမ်းကိုထပ်မံထိုးစစ်ဆင်မှုဖြစ်နိုင်တယ်လို့ဆိုပါတယ်ဒါပြန်အော်တိုဘားလဆက်လျက်နေမှာမတရားမြင့်နယ်ရှေ့ချမ်းကကျွတ်တက်ကြရနဲ့ကျောင်းကုန်းကြရဇာကတရာကိုစစ်ကောင်စီကလေကျောင်းကနေပေါ်ကျတိုက်ခိုက်လို့ဖျက်သက်သွားလာနေတဲ့ဒေသခံမျိုးသားသုံးသိဆုံးခဲ့လို့သိရတယ် လက်ရှိမှာစစ်ကောင်စီတရားမတရားမျက်နှာရှိချမ်းကကြေးအချို့ကိုထိုင်ရှားတက်ဆွဲထားပြီးအင်အားရာနဲ့ချိပိုင်းစစ်ကြောသုံးကြောင်ရွှေလို့သိရပါဗျ။ဆလာပြဘင်္ဂလားဒေ့ရှ်တို့လက်နက်မောင်းခိုတွင်းသူတွေမှာအေအားစေပါမွတ်စလင်လက်နက်ကင်ဖွဲ့တွေဥပြော251ကီလိုမီတာရှည်လျာဘင်္ဂလားဒေ့ရှ်ခိုင်နယ်စပ်တလျှောက်ရှိလမ်းကြောင်းခုနှစ်ခုကနေဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကိုတရားမွေလက်နက်တွေတည်ဆောင်နေကြပြီးအနည်းဆုံးနေရာ၅ခုကနေလက်နက်ကုန်သွယ်ရေးလမ်းကြောင်းလုပ်နေရလို့ဘင်္ဂလားဒေ့ရှ်မီဒီယာကပြောတယ် အဆိုပါလက်နက်ကုန်သွယ်မှုမှာကော့ဘ်ဇာခိုင်ကမွတ်စလင်တွေပါဝင်ပြီးလက်နက်တင်ပို့မှုတိကနေရာတွေမှာကော့ဘ်ဇာမွတ်စလင်ဒုက္ခသည်ကန်နေတဲ့တောင်ငုံခိုင်တုံးခုရှိတဲ့သာကလနက်ကိုင်ဖွဲ့စည်းတခွဲခေါင်းနေရာတွေဖြစ်တယ်လို့သိရတယ်။အဆိုပါလက်နက်မှာခေါ်တင်တဲ့လောင်မှုနဲ့ပတ်သက်ပြီးတရင်ချက်လက်တွေကိုနေဆက်ဒေတာတွေမွတ်စလင်ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့နယ်ခြားစောက်တဲ့ BGP တာဝန်ရှိသူတွေပါဝင်ရင်းမြစ်မျိုးမျိုးကနေရယူထားကြောင်းသိရပါတယ်။မှန်ကုန်သမားတွေကအဆိုပါလက်နက်တွေနဲ့မွေးစေဝါတွေကိုမြန်မာနယ်စပ်ကနေတင်ဆောင်လာခဲ့ပြီးမွတ်စလင်ဒုက္ခသည်စခန်းတွေကနယ်စပ်နဲ့နီးကပ်နေရကြောင်းလူကုန်ကူးတဲ့ဖွဲ့တွေကမြန်မာနိုင်ငံမှာလက်နက်တွေခိုးသိမ်းရပုံမှုလဲကူလာကြောင်းဆိုတဲ့ကျော်တော့ခိုင်နက်ဂျာစရီမြို့နယ်ရှိဘိုင်ချာဖော်ရီလန်ကျောင်းဂန်တန်လန်ကျောင်းဥက္ကရာဟိပလောင်ကာလီလန်ကျောင်းနဲ့နေဘိုနီးယားလန်ကျောင်းတို့မှာမစ္စလင်လက်နက်ကိုင်တွေကအဓိကတည်ယူနေကြတယ်။ တဆိုင်ထဲမှာ IAB 50တဲ့မူထုပုံမူကြီးကမ်မြူဟာဆန်က IAB ဦးဆောင်တဲ့ဘူပေါ်တဖွဲ့ကအချိန်မျိုးမျိုးမှာမွတ်စလင်ဒုက္ခသည်စကန်ဒီမှာလက်နက်အများပြားကိုတင်စီရမိခဲ့ပါတယ်။အေကရခိုင်ပြည်ကနေမြို့နယ်14ခုနဲ့ပလောဝဒေသတို့ကိုထိ ंछ ုပ်ထားပြီးကြက်ရှိနေတဲ့စစ်တွေကြောက်ဖြုန်နှမောင်မြို့တို့ကိုဆက်လက်သိမ်းပိုင်နိုင်အကြိုးပန်းနေလို့သိရတယ်။ ဆလဘီမြန်မာထိုင်းနဲ့ဇမ္မာငွေလင်ကိုင်းနဲ့အန်လွန်မက်စ်ပိုင်စတာလင်နဲ့ပြန်လည်ကြီးထွားလာပြီးအမေရိကန်စုံစမ်းစစ်ဆေးနဲ့စတာလင်တာနက်ကိုအသုံးပြုပြီးထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်မှာပြန်လည်ကြီးထွားလာငွေလင်ကိုင်းနဲ့အန်လွန်မက်စ်ရဲ့စတာလင်တို့ကိုချိန်ဆက်မှုတွေကိုအမေရိကန်ကွန်ကရစ်ကော်မတီကစုံစမ်းစစ်ဆေးနေကြောင်းဖော်ပြတယ်။စတာလင်ကမြန်မာနိုင်ငံရဲ့အကြီးမားဆုံးအင်တာနက်ဝန်ဆောင်မှုပေးသူဖြစ်လာကြောင်းလိန်လည်တဲ့စံတမ်းတွေကိုအင်တာနက်အသုံးပြုခွင့်ပေးဆောင်ရှိမှရှိကိုစုံစမ်းစစ်ဆေးလျက်ရှိတယ်။ အင်လွန်ဘက်ရဲ့ Starlux ကျော်တို့စီးပွားရေးမှာလုပ်ငန်းမှာကမ္ဘာတစ်ဝက်ဘီလီယံနဲ့ချီလိုက်လဲလက်ပြားနေမြောက်ရီမျိုးရှိငွေလင်ခိုင်းနေတန်းကိုအင်တာနက်တောင်ပြုခွင့်ပေးထားမှုတွေကိုစုံစမ်းစစ်ဆေးမှုစတင်နေပြီလို့ American Congress လွှတ်တော်ရှေ့ဩစာကြီးရဲ့နှစ်ဖက်ပါတီကော်မတီတစ်ခုကပြောတယ်။ထို့ကြောင့်မြောက်ရီမျိုးနယ်တွင်ငွေလင်ခိုင်းနေရ Starlink Internet တောင်ပြုခွင့်ပေးထားမှုရှိမရှိကို Starlink ရဲ့ပိုင်ရှင် SpaceX တန်းကိုမှတ်ချက်ပေးရန် AFP ကတောင်းဆိုခဲ့တော့လည်းအကြောင်းပြန်ခြင်းမရှိပါဘူး။ ငွေလင်ကိုင်းတွေကိုကောက်ွက်ပေးထားတဲ့ပြည်သူစစ်တပ်နဲ့ငွေလင်ကိုင်းလှုပ်ကိုင်းတွေကိုအမြင့်ပြတ်ချေမုံမဲ့လို့တရုတ်ထိုင်းနဲ့မြန်မာတို့ကဖေဖိုင်လာမဂရိပြုတ်ခဲ့ကြတော့လဲလက်တွေမှာအမြင့်ပြတ်သေးကြောင်းသိရတယ်။အမေရိကန်နိုင်ငံသားတွေကရွှေတောင်အရှလိမ့်လဲသူတွေအထိတ်တန်ပြစ်မှတ်တွေထဲမှာပါဝင်နေကြောင်းနဲ့ခံမှန်းချေဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့ပြီးကုန်ခဲ့တဲ့12လအတွင်း66ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းအမေရိကန်ဘဏ္ဍာရေးဌာနကပြောဆိုပါတယ်။2023ခုနှစ်ကုလသမဂ္ဂအစိုးရခန်းစာရမြန်မာနိုင်ငံမှာအွန်လိုင်းလိမ်လဲလှည့်ပြမှုတွေလုံးဆိုင်အတင်းကျပ်ခိုင်းစေခဲ့တဲ့လူပေါင်း3000တိရှိလာနိုင်ကြောင်းသိရပါတယ်။ နားဆင်အားပေးကြတဲ့အတွက်ဒုဗေကျေးဇူးတင်ရှိပါရရှင်